မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပင်တာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ28ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုတူးမှာဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းတို့မှာတိုင်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အထက်မှာဒေတူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြတ်ထုံးမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတည်တောင်များရွှေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးတည်ကြုံခြင်းမိုးကျွတ်ပြစ်ခြင်းလျက်ဆေးလက်ခြင်းနဲ့မိုးတည်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြုံတင်သတိပြုနိုင်မှရအကြံပြုအပ်ပါတယ်။ကြံတိုင်းနဲ့တိုင်းချင်းနဲ့ပြည်နယ်များမှာတော့တိမ်အသင့်အတက်မှာတိတ်ထူထပ်နေပါတယ်။အခုတည်းမြင်နေရတဲ့တိမ်တိုင်းကြီးကတော့ဖိလစ်ပိုင်ပလယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းခန့်မီကီကြောင့်ပဲဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းခန့်မီကီဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ်မင်္ဂလာပင်လယ်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်15:30နာရီအချိန်တိုင်းထွက်ချက်များအရမင်္ဂလာပင်လယ်အရှေ့လယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိတဲ့မြန်မာနိုင်ငံမြဝကျုံပေါ်ကံရံဒေသနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်းဟာဆက်လက်တည်ရှိနေပါတယ်အစောပါလေပြင်းအားနဲ့ရဝန်းဟာမြောင်းအနောက်မြောက်ဖက်သို့ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းမင်္ဂလာပင်လယ်အရှေ့လယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိတဲ့မင်္ဂလာပင်လယ်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကံရံနဲ့ရင်းနှီးဆက်ဆက်လက်ရှိတဲ့ မြက်ဝက်ကြုံပေါ်ကမ်းလုံဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမြမကမ်းရန်ရှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှမ်ပန်ရခမိုးတက်လေပြင်းများကြာရောက်ပြီးလမ်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကို35မိုင်အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကမ်းရန်ရှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနေပါတယ်။မနက်ပြန်မိုးတက်ချိန်ထိခန့်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံ့အပြားမှုတ်တကြုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမှုတ်ကျင်နေပါတယ်။နေပြည်တော်နဲ့ဤတစ်ပိုင်းမနက်ဖြန်အတွက် မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးအသင့်အင့်ထစ်ချုံရပါမယ်။အနိုင်ဆန်းပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးအသင့်အင့်ထစ်ချုံရပြီးတခါတရံတဲထန်နေပါတယ်။အနိုင်ဆန်းပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ29ဒီဂရီဆက်စီရဲ့84ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ န္တလေးမြို့နယ်နေရဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတက်ချောင်းရွာပါမယ်။အနေဆန်းပုံချိန်မှာ25ဒီဂရီဆဲဆီယက်89ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆန်းပုံချိန်မှာ34ဒီဂရီဆဲဆီယက်63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ မိုးတက်ချုံပြီးနေရာကွက်၍မူကြည့်ပါမယ်။အထူးမိုးလေဝသတည်းဒီကနေ့မြန်မာစံတော်ချိန်15:30တိုင်းချိန်တိုင်းထွာချက်များအရအရှိတ်ဘက်မှရွေလျားလာတဲ့လေပွေလမ်းများရဲ့အရှင်းကြောင့်၎င်း၊ဘင်္ဂလားပင်လယ်အောက်အရှိတ်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့မြန်မာနိုင်ငံမြက်ဝကျွန်းပေါ်ကမ်ရန်ဒေသနီမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရုံဝဲအရှင်းကြောင့်၎င်းအထက်ပင်တက်လေအကောင်းရာမှာဒေါင်းလိုက်တိမ်ဖြစ်ထုံးမှုအကောင်းတဲ့အတွက်မိုးတင်တောင်များဖြစ်ပေါ်ခြင်းကြောင့်၎င်း ၄ရက်၁၇လ၂၀25ရက်နေ့မှ၆ရက်၁၇လ၂၀25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရစစ်စိတ်မှာနေရအနံပြမိုးတချုံရပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နေပါတယ်။ မြမကင်မရာတစ်လျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပန်ရံခါမိုးတက်လေပြင်းများကြောက်ရောက်ပြီးလမ်းကြည့်ပါမယ်။မိုးတက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေဟာတနအိုက်ကို35မိုင်မှမိုင်40အထိတက်ခတ်နေပါတယ်။လိုင်းမြင်မှာမြမကင်မရာတစ်လျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ17ပေခန့်ရှိနေပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးတီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတက်ချုံခြင်း၊မိုးကျွတ်ပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးတီးကြွေခြင်း တရက်တစ်ပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နေမှာသဖြင့်အစိုးရဒေသများရှိကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူများအနေဖြင့်ရေးကြီးရေရှမ်းမှုများကိုချုပ်တင်တရိပ်ပြူရှောင်ရှားနိုင်မှရန်နဲ့ပြည်ရင်းရေချောင်းတွာလာရေးလေချောင်းပြန်သန်းရေးနဲ့ဆယ်မြောင်းတာနာမန်များအနေဖြင့်လိုအပ်သည့်များချုပ်တင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်တတိပေးနှိုးဆော်အပ်ပါသည် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။